ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဒေါ်ဒီကအပြင်ကနေပြန်လာပြီးတော့အိမ်ထဲမှာထိုင်ကပြောလိုက်ပါတယ်အမလီအပြင်မှာလဲပူလိုက်တာ မီးမိုးတွေရွာနေတယ်လို့ပဲမနွေရေအမေအတွက်ဖြိုးရည်အေးအေးလေးယူလာခဲ့ပါအောင်ဟဲ့ အေးလားအမေရေအမေအတွက်သမီးအထူးလောက်ထားတာလေပြင်မေးလို့ရမလားတေချာပြင်မေးအမေကိုကြွေးမယ်လေပါပြောတယ်နင်းငါ့ကိုပညာမတတ်တဲ့ရွာလူများထိနေလားကြုံနဲ့ရေရောထားတော့ငါတောက်เสียလားဟဲ့နင်းလောက်ထားတာနင့်ဘာသာတောက်ဆမ်းမှာငါ့ကိုရေအေးအေးလေးပဲပေးမြင်မြပေးတော့နားလေလားနားလေပါပဲအမေဒေါတိသားကိုအောင်ကကုမ္ပဏီအကြီးကြီးတစ်ခုမှာလက်လုံနေပါတယ်သူကလစားလေအရင်ကောင်းပါတယ် ဒါကြောင့်မေဒေါသီကချမ်းချမ်းသာသာနဲ့နေနိုင်ပြီးလူချမ်းသာတွေကြားမှာဝင်းဆက်နေတာပေါ့ကွယ်။ဒါပေမဲ့မန်နွေးကတော့ရွာသူလေးဖြစ်ပြီးပညာလည်းမတက်ရှာဘူးတဲ့ကွယ်။သူကရိုးရိုးတသားပဲနေတက်ပြီးသူ့ရဲ့ရိုးရာကိုပဲမြင်လို့ပါတဲ့။ဒါကြောင့်မေသူကရိုးရိုးလေးသာဝတ်စားစင်ရင်ပြီးရိုးရာစားစရာတွေကိုပဲစားပါတဲ့။ဒါပေမဲ့ဒေါသီကတော့ဂျာရီကိုလုံးဝမကြိုက်ဘူးတဲ့ကွယ်။ဒါကြောင့်မေရောက်ခမနဲ့ချွေးမကြားမှာအဆင်မပြေတာတွေလည်းညလာတော့တာပေါ့။တနေ့မှာတော့အင်းနီနာချင်းတွေဖြစ်တဲ့ ဒုံငွေနဲ့ဒုံရွှေကဒေါ်တီနဲ့တွေ့ဖို့အတွက်အင်ကိုလာကြပါရယ်။ဟေးဒုံငွေနဲ့ဒုံရွှေပါလား။လာထိုင်ကြအောင်။ဘာတောက်ကြမလဲ။အန်တီသမီးပရိုတင်းဖြော်ရည်လုပ်ပေးရမလား။ပရိုတင်းဖြော်ရည်အဲ့ဒါပါလဲသမီးရဲ့။အဲ့ဒါဖြော်ရည်တစ်မျိုးပါအန်တီ။သမီးလှုပ်ထားတာတခါတော့ပဲစမ်းတောက်ကြည့်ပါလား။အော်သမီးပြောနေတာလမ်းပေါ်မှာဈေးချွတ်ချွတ်နဲ့ရောင်းနေတဲ့ဖြော်ရည်မျိုးပြောတာလားသမီး။မဟုတ်ပါဘူးဟေး။ ငါတို့အဲ့ဒါမတောက်ပါဘူး။မင်းကမြို့ရောက်နေပြီ။ဘာလို့ရွာအကျင့်တွေကျန်နေသေးတာလဲ။တနေ့တနေ့ဒါပဲអော်နေတာ။သွား၊ကျော်ကြီးအေးအေးလေးသွားလှုပ်ချီ။အဲ့ဒါကိုကြားတော့မန်နွေးကဒေါသထွက်သွန်းခဲ့ပါရဲ့။ဒါကိုမြင်သွားတဲ့ဒေါရွှေလည်းဒီလိုပြောလိုက်ပါတော့တဲ့။တငယ်ချင်းရဲ့ထားလိုက်ပါ။သူကငါတို့အဲ့ဒါတောက်စိတ်ချင်နေဆိုရင်ငါတို့တောက်ရမှာပေါ့။သွားသမီး။အဲ့ဒါပဲသွားယူလာခဲ့။တောင်ကိုကြတော့မန်နွေလေးအရင်ကိုပြောသွားခဲ့ပါတယ်ပြီးတာနဲ့ဖျော်ရီကိုယူပြီးလာတော့တာပေါ့ကွယ် တောင်းပီပီချင်းမှာပဲသူတို့မျက်နာတွေကလင်းလက်သွားခဲ့ပါတယ်။ဒေါတီကတော့အံ့ဩနေတော့တာပေါ့။ဟဲ့နင်တို့ပါလို့တလောက်တောင်ပြောနေကြရလဲ။ဒီထဲမှာ ပါရီပါနေလို့လဲ။ကိုရိုင်းသာတောက်ကြည့်လိုက်ပါတော်သည်ရဲ့။သမီးရဲ့ဒါတကယ်ပရိုတင်းဖြော်ရေးဆိုတာအန်တီတော့လက်ခံနေကွယ်။ဟုတ်တယ်။ဒီဟာတကယ်ကောင်းတာပဲ။ချွေးမလေးရဲ့အမေလဲတောင်ကြိုက်သွားပြီ။ဒီနေ့ကစပြီးနေ့တိုင်းအမေကိုဒါလောက်တိုက်ပြီးတော့ အဲ့နောက်ပိုင်းမှာတော့ရောက်ကမကချွေးမလေးကိုပူအယုံကြီးရှိလာပြီးအီရီတောက်တဲ့အကျင့်ကိုလည်းဖြောင်းလိုက်ခါချွေးမရဲ့ဖြိုရီကိုပဲဆွဲဆွဲမမတ်တောက်ပါတဲ့တောက်နေရင်လည်းပြောလိုက်ပါတယ်။ဒါရေချွေးမလေးကတောက်သေးချောင်းလှုပ်ထားတာဒီနေ့ဆပြီးအီရီမတောက်နဲ့တော့ဒါပဲတောက်ရမယ်ကြားလား။အမေကလည်းကျွန်တော်ဒါကြီးမတောက်ချင်ပါဘူး။အမလေးနည်းနည်းတော့စမ်းတောက်ကြည့်စမ်းပါ။သမီးရေသွားသူ့အတွက်တစ်ခွက်လောက်သွားယူလာခဲ့။ ဒါနဲ့ပဲမက်နွီလိန်သွားယူတော့တာပေါ့မက်နွီလုံပြီးတဲ့ဖြိုးရီကိုတောင်းပြီးတဲ့အခါမှာတော့ကိုအောင်လိန်သူ့ရတာကိုချီးကျူးမဆုံးဖြစ်နေပါတော့တဲ့အမေရေဒါတော်တော်ကောင်းတာပဲဗျအံ့ဩစရာပဲငါဘာလို့ညာရမှာလဲဒီလိုနဲ့အချိန်တွေကုန်ဆုံးသွားပြီးဒီနေ့မှတော့ကိုအောင်ကကုမ္ပဏီကနေအိမ်ပြန်လာခဲ့ပါတဲ့သူ့မျက်နှာမှာလည်းဝမ်းနည်းတဲ့ရှင်းရောင်တွေထင်ဟပ်နေတာပေါ့ကွယ်ဒေါသီလိန်ဒါကိုမြင်သွားတော့မေးလိုက်ပါတယ်တားကိုအောင်ဘာရီများဖြစ်လို့လဲကွယ် ညနာလည်းမကောင်းပါလားအမေရဲ့တားဘလို့တော့ပြောရပါမလဲကုမ္ပဏီကအလုပ်ခဏရပ်လိုက်တယ်ဗျာဘလို့ဘလို့အမေတို့ဒေချာပြောပြစမ်းအလုပ်နားလိုက်တာလားအလုပ်ထုတ်တာလားမှန်မှန်ပြော အမေရဲ့အဓိကကကျွန်တော်အိမ်မှာ၃လတောင်နားနေရမှာဗျာ၃လလုံးလာစားလည်းမရတော့ဘူးစိုးလိုက်တာငါသားရဲ့ဒီလိုဆိုအဆင်မပြေဘူးနော်အမေဘလို့လောက်ရပါမလဲဒါမဲ့အမေရဲ့တားလည်းမတက်နိုင်ဘူးလေဗျာဒါလည်းဟုတ်တာပါပဲ။ ီလိုနဲ့ကိုအောင်အလုတ်ကနေနားရတဲ့အချိန်အတွင်းမှာတော့သူတို့လေးပတ်ဆံရှားပါနေတော့တာပေါ့ကွယ်အချိန်ကလည်းနွေရသည်ကြီးဆိုတော့လူတွေကလည်းအေးအေးတွေပဲတောက်နေကြပါတည်းဒါနဲ့ပဲမက်နွေလေးအကြံရကောင်ကိုအောင်ကိုပြောလိုက်ပါတယ်ကိုအောင်ရေကျမတို့ဖြော်ရည်ဆိုင်ဖွင့်မကောင်းလားအေးကွာငါသဘောတူတယ်မင်းကဖြော်ရည်ကောင်းကောင်းဖြော်တတ်တာပဲဒါမဲ့ဒါကစီးပွားရေးအရာအဆင်ပြေပါမလားဘာလို့လဲသူများတွေတောင်စီးပွားရေးလုပ်ငန်းရှင်ကြီးတွေဖြစ်နိုင်သေးတာကျမတို့လည်းဖြစ်နိုင်ပါတယ် ဒီຫນွေ3လအတွင်းမှာစူးစမ်းကြည့်အောင်ပါနော်မနှွေးပြောတာမှန်နေသားဒါလဲအိမ်မှာ3လတော့နေရမှာ သူစီပွားရေးလုပ်မှာဘာပြဿနာရှိနေလို့လဲဒေါသီကဒီလိုပြောလိုက်တာနဲ့ပဲကိုအောင်လေးဖြိုးရည်ဆိုင်ဖွင့်ဖို့အတွက်သဘောတူလိုက်တော့တာပေါ့ဒါနဲ့ပဲသူတို့နှစ်ယောက်ကဈေးထဲမှာဖြိုးရည်ဆိုင်လေးဖွင့်လိုက်ပါတော့တဲ့ဒါပေမဲ့သူတို့ဆိုင်လေးကိုကြည့်ပြီးဘေးနာကဖြိုးရည်ဆိုင်တွေအိအေးဆိုင်တွေမုံဆိုင်တွေအကုန်လုံးကလည်းနှောင်ယင်နေကြပါတဲ့ဖြိုးရည်ရောင်းနေသူတွေလာပြီး ဘသူကမြတ်သူတို့ဟာဝေတောင်းမယ်ထင်နေလဲမသိပါဘူးကွာထားလိုက်ပါဗျာနှစ်ရက်လောက်နေရင်သူတို့ထွက်သွားကြနိုင်မယ်ဘာလို့လဲဆိုတော့လူတွေကသူတို့ကိုကြော်ပြီးကျွန်တော်တို့စီပဲလာကြမှာမို့လို့လေသူတို့ဟာဖျော်ရည်လို့တော့မခေါ်မရဘူးကိုအောင်လေလူတွေစကားမျိုးမျိုးကိုကြားပြီးစိတ်ပူလာတော့တာပေါ့ဒါပေမဲ့မနွေးကတော့နည်းနည်းလေးတောင်ဂရုမစိုက်ဘူးတဲ့ကွယ်လာကြပါလာကြပါပရိုတင်းဖျော်ရည်အေးအေးလေးလာတော့ကြပါတစ်ခွက်မှ15ပြားပဲနော်ပရိုတင်းဖျော်ရည်အဲ့ဒါကဘာလဲ တာဖြော်ရီတမျိုးပါကိုရီတောက်တောက်လိုက်လေနွေရသေးအပူအန်တုနိုင်မှအသေးချပဲရှင်ဒါဆိုခန္ဓာကိုယ်လည်းနေလို့ကောင်းသွားမှာပေါ့တော်ပါပြီငါတို့ဓာကြီးမတောက်ချင်ပါဘူးအေးပဲတောက်ချင်တာနေရတွေ့ကြသွားခဲ့ပေမယ့်မန်နွေရဲ့ဖြော်ရီကိုတော့ဘယ်သူကမှဝေမတောက်ကြဘူးလေကွယ်ဒါနဲ့ပဲကိုအောင်ကမန်နွေကိုပြောလိုက်ပါတယ်မနွေရဲ့မင်းပါလို့ဒါရောင်းဖို့တလောက်စီအားထက်တန်နေရတာလေဘသူမှလည်းဝင်မတော့ကြပဲနဲ့ကွာအရှုံးမပေးပါနဲ့ကိုအောင်ရဲ့ ဒီနေ့မဟုတ်နောက်ရက်ပေါ့အားလုံးကကျမတို့ဖြော်ရည်ကိုကြိုက်လာကြမှာပါကိုအောင်ကတော့မနှွေးပြီးမှဒီတိုင်းသာရှင်းနေပါတယ်မနှွေးကတော့ဖြော်ရည်ကိုစိတ်ရောကိုယ်ပါနှစ်ပြီးရောင်းရဖို့အတွက်ကြိုးစားနေရတာပေါ့ကွယ်ရတတပတ်တွေကြာသွားတဲ့အခါမှာတော့သူ့ရဲ့ကြိုးစားအထောက်မှုကလည်းအရာထင်လာခဲ့ပါတယ်လူတွေအများကြီးကသူ့စီလာပြီးဖြော်ရည်တွေကိုတောက်ကြပါတည်းဒါကုံမြင့်ကတော့ကိုအောင်လေးပြောသွားပြီးမနှွေးကိုပြောလိုက်ပါတယ်မနှွေးမင်းကြိုးစားနာတာတွေအရာထင်လာပြီးကွာ ါတို့ဖြော်ယူလူတွေတောက်လာကြပြီကျိုးစားနေသေးရောဘယ်တော့မှရှုံးနဲ့ဆိုတာမရှိပါဘူးကိုအောင်ရဲ့တွေ့လားခဏလေးအတွင်းမှာပဲကျမတို့ပရိုတင်းဖြော်ရမြို့မှာနာမည်ကြီးလာတော့မှာရန်နင်းငယ်ကြမှာတော့မန်နွေးဂုံယူစွာပြောခဲ့တာတွေကတကယ်ဖြစ်လာခဲ့ပါတည်းလူကြီးလူကောင်းတွေကတော့မှသူတို့ဖြော်ယူကိုတောက်ဖို့အတွက်လာကြပါတည်းကွယ်ရဲသားတွေရှေ့နေတွေအမျိုးကောင်းသမီးတွေကအစားသူတို့ဖြော်ယူကိုတောက်ဖို့လာကြပြီးတန်းစီနေကြတာပေါ့ကွယ် ။မြန်မြန်လုံးမန်တွေးရေပုမာအိန္ဒိယရဲ့အရာရှိကြီးတွေကမင်းဖြော်ယူတောက်ဖို့စောင့်နေကြတာ။ဒီမှာရပြီလေ။ဒါတွေသူတို့ပေးလိုက်တော့မန်တွေးရဲ့ကျွမ်းကျင်မှုနဲ့ကြိုးစားမှုတွေကအရာချင်းလာပြီးအနည်းဆုံးတစ်နေ့ကိုခွက်3000ကနေ4000လောက်အထိရောင်းနေရပါတဲ့။ပတ်စံတွေလည်းအများကြီးရလာတော့တာပေါ့ကွယ်။အရင်ကသူတို့ကိုလှောင်ခဲ့တဲ့သူတွေလည်းဒါကိုမြင်ပြီးပြောစရာစကားပါပျောက်ဆုံးသွားခဲ့ရပါတည်း။ ီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။